ြားသခင်ဤကောင်းကြီးမင်္ဂလာအဖြစ်ပြတည်ရောက်ပါမည်အကြောင်းသခင်ယေရှုနာမတော်မြတ်၌ဆုတောင်းကောင်းကြီးပေးပါ၏19ရက်17လ2025ဗုဒ္ဓဟူးနေ့နေ့စဉ်သက်ဝင်စာဆောင်ကိုတူတကွဖတ်ရှုခြင်းအပြင်ထာဝရဘုရားအားဝတ်ပြုကိုးကွယ်ကြပါစို့ခိုင်ခတ်မြဲမြံစွာယက်တည်ပါတို့ဖြစ်၍ချစ်သူတို့ မတရားသောသူတို့၏ပရိယေအာဖြင့်တင်းတို့သည်လည်းသွေးဆောင်ရာသို့လိုက်၍တင်းတို့တီးကြည့်ခြင်းမှမရွေးလျော့မိအကြောင်းဤအရာများကိုသိနှင့်ပြဖြစ်၍ကိုကိုကိုဆောင်းလျှောက်ကြလော့နှစ်ပေတရုအခန်းကြီး3အငယ်19အထက်ကျမ်းစာ၌တမန်တော်ပေတရုအားဖြင့်ဝိညာဉ်တော်သည် ပြင်းထန်သောတတိပေချက်ကို ပေးထားပါသည် ကိုရောတီတင့်အား တည်ကြည်ရန်နှင့်မတရားသောသူ၏အမားကို မလိုက်နာရန်အလိုရှိတော်မူ၏ကိုရောသည်တင့်အားဂျေစုတော်နှင့် ကျွန်ုပ်တို့၏ကယ်တင်ရှင်သခင်ယေရှုခရစ်ကိုတည်ကြွခြင်း၌ကြီးထွားစေလိုသည် ဝိညာဉ်ရေးရာကြီးထွားမှုသည်လက်ပြားမှုနှင့်မတည်မငြိမ်မှုများအတွက်ဖြည့်ဆည်းဖြစ်သည်၎င်းသည်စန့်ကျင်ဘက်အယူဝါဒများသို့မဟုတ်အာယုံပြန့်လွှင့်မှုများကြောင့်တင့်ကိုမတုံမလုံဆက်လက်အမြင့်တွေခိုင်ခက်မြင်းမြန်စေပါသည်အသင်းတော်ဆယ်အစီအဝေးများတက်ရန်သို့မဟုတ်ဝိညာဉ်တော်ဤအရာများတွင်ပါဝင်ရန်အမြင့် ်တတိပေးချက်လိုအပ်နေသူမဖြစ်ပါစေနှင့်သခင်ဖရာသူဤနှုတ်ကပတ်တော်နှင့်သူဤအမှုတော်အပေါ်တင်ဤစကတ်အနံမှုသည်မယိမ့်မယိုင်ပဲခိုင်ခန့်ပြီးယုံကြည်အားကိုးရသူဖြစ်ပါစေလူဆိုးတို့ဤအမာတိအပြင်ပန်းကြည့်ရသည်မှာအမြဲတမ်းမကောင်းသောအရာမဟုတ်နေပါဥပမာဒိသနာကျန်အခန်းကြီး၈အငယ်၁၀ကထိုမတပ တန်ရှင်းရဌာနတော်သို့သွားလာသောအရမလူတို့သည်တကြိုခံရကြောင်းကို၎င်းအရမပြုပူသောမြို့၌သူတို့ကိုအဘယ်သူများမအောင်မေ့ကြောင်းကို၎င်းငါမြင်ပြီးထိုအမှုအရာသည်လည်းအနတ္တဖြစ်၏ဟု မိန့်တော်မူ၏ဤသူတို့သည်ဘုရားသခင်ဤအိမ်တော်ကို မကြာခဏလာလေကြသူများဖြစ်ကြသည် ထိုသူတို့သည် တန့်ရှင်းရာဌာနတွင်ဝင်ထွက်သွားလာကြတော့လေမြည်သည့်အခါကမှမယုံကြည်ကြသည့်သူများဖြစ်သည်သိရကြသည်ညုံနံခံရကြသည်ထို့နောက်မေ့လျော့လိုက်ကြသည်သူတို့သည်အသက်ရှင်နေချိန်၌ချီးမွမ်းခံရတော့လေသူတို့ဤအကျိုးတရားမှုသည်မြည်သည့်အရာများမရှိသူတို့ဘဝအတ္တတာတို့သည်အချီးအနှီးသာဖြစ်သည် ် NIV ကျန်းစာကအနည်းငယ်ရှင်းလင်းစွာပြန်ဆိုထားသည်ထို့နောက်တရှိညာဌာနတွင် ဝင်ထွက်သွားလာကြသည့်သူများသည်သူတို့ပြုလုပ်သည့်နေရာဤမျိုး၌ကြီးမွန်းခြင်းခံရသောလူဆိုးတို့သည်တကြွချင်းခံရသည့်ကိုငာမြင်၏ဤအရာသည်လည်းအတိတ်ပင်မဲ့လာပါသည်သူတို့ဤအဆုံးကအပင်မနီစာလန်ကျန်းအခန်းကြီးကို အငယ်စက္ကွန်တွင်ကျွန်ုပ်တို့အားရှင်းလင်းစွာ မိတ်ဆွေထားပါသည် မတရားသောသူတို့နှင့်ဖျားသခင်ကို မေးလျော့သောသူအပေါင်းတို့သည်မရဏနိုင်ငံသို့နှင်ချင်းနှင်ချင်းခံရကြလိမ့်မည်ဟုမိန့်တော်မူ၏၎င်းတို့သည်၎င်းတို့၏ဆုံးဖြတ်ချက်များအသက်မွေးဝမ်းကြောင်းမှုနှင့်ပန်းတိုင်များအစာရှိသည့်တို့တွင်ဖျားသခင်ကိုအတိအမတ်မပြု မေးလျော့ကာအသက်ရှင်နေသူများဖြစ်သည့်ဖျားသခင်ကို မမေ့ပါနဲ့အာယုံမရှိ ကြီးထွားမှုမရှိရည်ရွယ်ချက်မရှိပဲကိုယ်တော်ဤမျက်မှောက်တော်တွင် ဝင်ထွက်ကာလွတ်မြောနေသောလူအုပ်ကြီးနောက်သို့ မလိုက်နှင့်မတရားသောသူတို့ဤအမားကိုရှောင်ချလော့၎င်းအစာကျေးဇူးတော်၌ကြီးပွားကြလော့ခရစ်တော်ကိုတည်ကျွမ်းခြင်း၌ကြီးပွားကြလော့ခိုင်ခတ်မြဲမြံစွာယက်တီပါတင်ဤအသက်တာကို ကိုတော်ဤဘုံအသက်ရည်အတွက် ရှည်တွက်ပါစေ။ထ ảy ၍လေလာရန်ကြံပါတကောရင်သူအခန်းကြီး15အငယ်58ဇာလံကျမ်းအခန်းကြီး1အငယ်1မှ3ကောလောသဲအခန်းကြီး2အငယ်6မှ9ဆုတောင်းခြင်းကိုအတူတကွဝန်ခံကြပါစို့။စစ်တော်မူသောအဖာကျွန်ုပ်အထက်၌ကြီးထွားမှုစိကန်းနှင့်ဝိညာဉ်ရေးခွန်အားကိုလုံစော်ပေးတော့ ကိုရောဤနှုတ်ကပတ်တော်အတွက်ဂျေစုတင်ပါသည်ကျွန်ုပ်သည်ကိုရောဤနှုတ်ကပတ်တော်ဤတမာတရား၌ခံကမြင်းမြန်စွာယက်တီလျက်ကိုရောအာစကတ်အနှံရတွင် မတုံမလုံမြင်းမြန်နေပါသည်ကျွန်ုပ်သည်ယေရှုတော်နှင့်သခင်ယေရှုကိုတည်ကြွခြင်း၌ တိုးတက်နေပါသည်ကျွန်ုပ်သည်စိုက်ပျိုးခြင်းတိုင်းမြင့်လဲကြတည်ခြင်းရှိပြီးအတိအနံ့များဖြစ်ထွန်းကာကိုရောအာကျေနပ်စေသည့်အတ္တတကုကိုရှင်းတတ်နေပါသည်တခင်ယေရှု၏အမည်နာမ၌အာမင်တနစ်တာကျမ်းစာဖတ်ခြင်းအစီအစဉ်ရှင်ရကုတ်အခန်းကြီး1မှ18 ခန်းကြီး3အငယ်1မှ73ရေစကြည်လအခန်းကြီး20မှ21ကိုဖတ်ရှုဆင်ခြင်နှလုံးသွင်းကြပါစို့နှစ်နှစ်တာကျမ်းစာဖတ်ခြင်းအစီအစဉ်ရှင်ယောဟန်အခန်းကြီး73အငယ်1မှ71 900အခန်းကြီး19ကိုဖတ်ရှုဆင်ခြင်နှလုံးသွင်းကြပါစို့